တကူလုံးတောက်လောင်နေတဲ့တီတီကကိုဘွားအသေးတွေကိုလွဲတွေကိုကြီးပျော်စီလိုက်ပါတယ်လက်ထဲမှာအနေငယ်ပုတ်တက်လိုက်တာနဲ့အလုံးလေးတစ်လုံးဖြစ်သွားပါတယ်အဲဒီလုံးလေးကိုမီလီယံနေထည့်လိုက်ပါတယ်ခနာလေးတွင်းမှာပဲခဲယောင်ရွှေပန်းပပူလေးတစ်ပွင့်ပေါ်လာခဲ့ပါတယ်လက်ထဲကခဲယောင်ပန်းပပူလေးကိုကြည့်ပြီးတော့တီတီကရုတ်တရက်အတွေ့အသည့်တစ်ခုရသွားခဲ့ပါတယ်ညာရင်းညင်းမဲ့ရေစိမ့်နေတဲ့ရေတကားစီရောက်လာခဲ့ပါတယ်တီတီကရေလွှမ်းမမှုကိုတားဆီးဖို့အတွက်အသုံးပြုတဲ့အသေးအိတ်တွေကိုသူ့ရဲ့အပူချိန်နဲ့အကြီးပျော်စီခဲ့ပါတယ်တဲ့အိတ်တွေကိုပိုပြီးတော့ခိုင်မာတဲ့ဖန်အဖြစ်ပြောင်းလဲစီခဲ့ပါတယ် ရေစိမ့်ထွက်နေတဲ့နေရာကိုအောင်မြင်စွာပိတ်ဆို့လိုက်နိုင်ပါ ರಿ အားလုံးပြီးသွားတဲ့မြင်ကွင်းကတော့အယံကိုခံထားပါ ರಿ ဖန်သားတွေကပန်းတပွင့်လိုပဲအကွဲကြောင်းမှာပွင့်လန်းနေပါ ರಿ ရေလွမ်းမှုမှုထက်မှန်လာတာကိုစောင့်နေပြီးတော့ရေတကားပြင်ပတ်မှာအလွယ်တကူတားဆီးထားနိုင်ခဲ့ပါ ರಿ ရေဆက်ကောင်လေးကတီရီရဲ့အဲမန်းမျိုးအတွက်ရေဘေးကာကွယ်ပေးခဲ့တာကိုကျေးဇူးတင်တဲ့အနေနဲ့သူ့အိမ်မှာညစာစားဖို့ဖိတ်ခေါ်ခဲ့ပါ ರಿ ရေဆက်ကောင်လေးရဲ့မိသားစုကသူ့ရဲ့ရောက်ရှိလာခြင်းကိုပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပါ ರಿ ရေဆက်ကောင်လေးရဲ့အိမ်မှာနေရာတိုင်းရေတွေရှိနေပါ ರಿ တီတီကိုရေမဆူစီဖို့ထိုင်ကုန်တလုံးနဲ့ပဲသူ့ကိုတွန်းပြီးတော့အိမ်ထဲမှာရွေရှားပေးခဲ့ပါတယ်။တမင်းစွဲပေါ်မှာမိသားစုဝင်တယောက်ကဖန်ခွက်တလုံးကိုမတော်စရိုက်ခွဲမိလိုက်ပါတယ်။သူ့ရှိကအပိုင်းစာတွေကိုကြည့်ပြီးတော့အတီးကသူ့ရဲ့စွမ်းရည်ကိုထပ်မံပြသခဲ့ပါတယ်။ခဏလေးအတွင်းမှာပဲဖန်ဆာနာတွေကဘဘူးလေးအစ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ရေဆက်ကောင်လေးရဲ့မိသားစုကသူ့ရဲ့ဘဘူးပညာကိုချီးကျူးမဆုံးဖြစ်နေခဲ့ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုချက်ချင်းပဲမိတ်ဆက်ပေးခြင်းနေခဲ့ကြပါရည်။ဒါပေမဲ့တီးရီမာကအိမ်ကအကုံစုံဆိုင်လေးကိုစီမံခန့်ခွဲဖို့လိုတာကြောင့်ရှင်ကြီးစွာညှင်းဆုပ်ခဲ့လိုက်ပါရည်။ရေဆက်ကောင်လေးကတီးရီအတွက်အံ့ဩစရာတစ်ခုကိုပြင်ဆင်ထားခဲ့ပါရည်။ဒီကိုရေလွှမ်းမှုနေရဲ့မြေအဝိတားပူတိုင်အောင်စီကိုခေါ်သွားခဲ့ပါရင်အဲလီမန့်ဖြစ်နေတဲ့ခရစ်စတယ်ကိုရေထဲမှာလေဘူးပေါင်းတစ်ခုမှုတ်ထုတ်ခိုင်းခဲ့ပါရင်တီတီကလေဘူးပေါင်းတွေကိုခုံဝင်ခဲ့ပါရင် ရေစက်ကောင်လေးကတော့ရေထဲမှာလေပုပေါင်းကိုရေနှစ်ပိုင်းစီတွန်းပို့ပေးခဲ့ပါတယ်။တီရိကခန်းဟောင်ရွှေပန်းကိုကြိုက်တယ်ဆိုတာသိရပြီးတော့အဲဒါကြောင့်ပဲအိမ်နီလန့်ကိုတုံးပြီးတော့ရေလွှမ်းမှုတာခံထားရတဲ့ခန်းဟောင်ရွှေပန်းကိုသူ့ကိုပြတ်တာခဲ့ပါတယ်။ဒါတော့တပင်နဲ့ကြံရှိတော်တဲ့ခန်းဟောင်ရွှေပန်းပင်ဖြစ်ပါတယ်။တပင်ရဲ့နွယ်နေရာတိုင်းမှာပန်းတွေပြင်းထန်နေပါတယ်။တီရိရောက်ရှိလာတဲ့အခါမှာတော့သူ့ရဲ့လင်းရောင်နဲ့ပန်းပင်တပင်စီကိုထွန်းလင်းပေးခဲ့ပါတယ်။အဲဒီအခါမှာမှပန်းတွေကပွင့်လန်းလာခဲ့ပါတယ်။ရေစက်ကောင်လေးကပန်းမွင့်နေကြမှာသူ့ကိုတွန်းပေးနေခဲ့ပါတယ်။ သူ့ရဲ့နောင်တာကပန်းမွင့်တွေကိုထိလို့မရတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲလေပူပေါင်းတွေကလေတွေကနဲလာတာကိုစတင်သိရှိသွားခဲ့ပါတယ်။ရေစက်ကောင်တွေကသူ့ကိုအမြန်ဆုံးထွက်ပေါက်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာလေတက်နေပါမှုနှောင်းကပုံပုံမြန်လာခဲ့ပါတယ်။တိရိပျော်နေရာကိုမြင်တော့ရေစက်ကောင်တွေကသူ့ပေါ်ထားရှိတဲ့သူ့ရဲ့အချစ်ကိုဖော်ပြခဲ့ပါတယ်။သူတို့မျှော်လင့်မထားတာကတော့ရေနေမီလို့ဆန့်ကျင်ပဲဖြစ်တဲ့သူတို့နှစ်ယောက်ကရောနှောသွားခဲ့ကြပါတယ်။ရေနေငယ်ကအငွေ့ပြန်သွားတာကလွဲရင်တော့သူတို့ထင်ထားသလားမဆိုးဝါးခဲ့ပါဘူး။ ရုတ်ထက်ကတီးရီကိုသူ့ရဲ့ရင်ခွင်ထဲကိုဖတ်ထားလိုက်ပါတယ်။အန်အောဘေကောင်းတဲ့ဓာတုပိဒါဆိုင်ရာတုံ့ပြန်မှုကသူတို့နှစ်ဦးကိုဝန်းရံနေခဲ့ပါတယ်။ဒါမဲ့တီးရီကရုတ်တရက်အတူဖေကိုသတိရသွားခဲ့ပါတယ်။သူတို့ရဲ့အခြေကသမာယုကြမဟုတ်တာကြောင့်အမြဲတမ်းရိုးရအစင်လာကိုထိန်းသိမ်းတဲ့သူ့ဖေကလက်ခံမှာမဟုတ်ပါဘူး။အဲဒါကြောင့်သူ့အိမ်ကိုလော်ရီကြီးပြန်ပြေးခဲ့ပါတယ်။ဒါမဲ့ကောင်းလေးလိုက်တာနဲ့အမျက်ရည်တွေပါကျလာခဲ့ပါတယ်။တစ်ဖက်ကလူမျိုးစုကွဲပြားမှုကြောင့်သူ့မျိုးထက်တဲ့အတူမနေနိုင်တာကြောင့်ဖြစ်ပြီးတော့နောက်တစ်ဖက်ကတော့သူ့ရဲ့ကလေးဘွားကအိမ်မက်တွေပြောင်းလဲသွားပြီဖြစ်တာကြောင့်ပါ။ သူကအဖေရဲ့ကုံစုံဆိုင်ကိုဆက်ခံကျင်တာတော့မဟုတ်ပါဘူး။သူကြားနေတတ်တဲ့ဖန်ပဘူးပညာကိုဆက်လုပ်ကျင်နေတာပါ။ဒါမဲ့သူ့အပေါ်မျောလင်းချက်အပြင်နဲ့အဖေကိုစိတ်လုံးဝမပြတ်စေချင်ပါဘူး။သူစိတ်ရှုပ်ထွေးနေတဲ့အချိန်မှာပဲအရင်တုန်းကတီတီပိတ်ဆိုခဲ့တဲ့ရေတံခါးမှာရေလွှမ်းမှုမှုနဲ့အချိန်ကြာမြင့်စွာတိုက်မိနေတာကြောင့်အကွဲကြောင်းတွေပေါ်လာခဲ့ပါရင်ရုတ်တရက်ဖန်သားတွေကွဲထွက်သွားပြီးတော့ရေလွှမ်းမှုမှုကမီလီယံတွေရှိရာဘက်ကိုအလျင်မြန်ရောက်လာခဲ့ပါရင်တီရီကဒီမြင်ခွင်းကိုမြင်တော့အမြန်ဆုံးမော်တော်ဆိုင်ကလေးကိုစီးပြီးတော့မီလီယံမျိုးကလူတွေကိုမြင်မြန်ဆန်ဆန်ထွက်ခွာဖို့ပြန်ပြီးတော့အတီးပေးခဲ့ပါတယ် မဟုတ်ရင်တော့ရေလွမ်းမှုမှုကမိလူသားအလုံးရဲ့အသက်ကိုယူသွားနိုင်ပါလိမ့်မယ်။ပို့ပြီးတော့အရေးကြီးတာကတော့အိမ်ကဘူပွားမွေဖြစ်ထိန်းသိမ်းထားခဲ့တဲ့အပြာအောင်မီလီယံကိုလုံးဝတည်စီလို့မရပါဘူး။ဒါကသူတို့ရဲ့အသက်ရှင်တတ်မှုမီလီယံလို့ပါပဲ။တတိကအမြန်ဆုံးအဝိစားနဲ့ဒုက္ခနာကိုအသုံးပြုပြီးတော့တကားဝါကိုပိတ်ဆို့ခဲ့ပါရင်ရေလွမ်းမှုမှုကအိမ်ထဲဝင်ရောက်မလာအောင်တားဆီးခဲ့ပါရင်မျိုးထက်တော့ငါးစတိုင်ချာချာနဲ့ရောက်လာခြင်းကမင်းပြန်လာပြီ။ငါပြောတဲ့စကားတွေကိုမင်းစိတ်မဆိုးဘူးလား။ နောက်နေတာဒါဘလောက်စိတ်လို့ရှာဖို့ကောင်းလိုက်လဲရောက်လာတဲ့မျိုးထက်ကတကားကိုကူပေးပေးလိုက်ပါတယ်တတိကတော့အပြောင်မီလီယံကိုအမြန်ဆုံးကက်တင်မှုသွားခဲ့ပါတယ်သူကမီလီယံကိုအသုံးပြုပြီးတော့ဒဲတွေကိုရည်ပြောစီခဲ့ပါတယ်ဖန်သားကာကွယ်တစ်ခုကိုတိဆောက်ခဲ့ပါတယ်အလိုလုံးမယ်ဆိုရင်တော့အပြောင်မီလီယံကိုကာကွယ်နိုင်လိမ့်မယ်လို့ထင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအရှင်ဟုန်ပြင်းတဲ့ယူလန်မုံမှုကအိမ်ထဲကိုဝင်ရောက်လာပြီးတော့အပြောင်မီလီယံကိုညှင်းတက်လိုက်ုံမကအမိုက်တင်တဲ့သူတတိကိုအခန်းငယ်လေးထဲမှာပြိမိနေစီခဲ့ပါတယ် ကန်ကောင်းစွာနဲ့ပဲအရေးပေါ်ချီနေမှာပါဘူကလေးဝက်မီလီယံကိုမိအိမ်တွေကိုထည့်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲအခန်းငယ်လေးတွေကအီးမဲနေပြင်ကတပြေးပြေးနဲ့အမြင်တက်လာပါတယ်။ရေတွေကအခန်းကိုပြေးသွားရင်သူ့လဲရေကြောက်ညင်သွားပါလိမ့်မယ်။အဲ့ဒါကြောင့်မဲတီရီကသူ့ရဲ့စွမ်းရည်ကိုအသုံးပြုပြီးတော့ရေစိမ့်နေတဲ့နေရာအလုံးကိုပိတ်ဆို့ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာအစ်တစ်ခုထပ်ပေါ်လာပါတယ်။အခန်းငယ်လေးတွေကအပူချိန်ကအရန်မြင်မာတာကြောင့်မျိုးထက်ရတဲ့ကိုလုံးအငွေ့ပြန်လာပါတယ်။ဒီနေရာကအရန်ပူပါတယ်။တီရီကသူ့ကိုမိကိုခေါင်းထဲကနေထွက်ပြေးဖို့ကူညီချင်ခဲ့ပါတယ်။ ဒါမဲ့လည်းကန်ဆိုးစွာနေပဲထိန်ချုံမှုမဲ့နေတဲ့ကာစီကတီတီရဲ့အိမ်ကိုဝင်တိုက်လိုက်ပြီးတော့အိမ်ခေါမိုးဖို့ကမိကိုခေါင်းနိုင်ကရုတ်တရက်ပြိုကျပြီးထွက်ပေါက်ကိုပါပိတ်ဆို့သွားစေခဲ့တာပါ။အဲဒီချိန်မှာပဲအခန်းထဲကအပူချိန်ကပုံမုံမြင့်တက်လာခဲ့ပြီးတော့မြို့ထက်ကတကူလုံးစူပွက်နေခဲ့ပါရင်တီတီကပိတ်ဆို့နေတဲ့အမိုက်တွေကိုအမြန်ဆုံးအီပြောင်းအောင်လုပ်လုပ်ခဲ့ပါရင်ငါတားဟုဖွင့်ရမယ်။မဖြစ်ဘူး။ရေလွမ်းမမှုဝင်လာခဲ့ရင်မင်းငြိမ်းသွားလိမ့်မယ်။ဒါမဲ့နင်ကအငွေပြန်တော့မှာငါပါလို့တင်လေ။ကိစ္စမရှိပါဘူး။မဟုတ်ဘူး။ကိစ္စမရှိတာမဟုတ်ဘူး။ တိတိငါလုံးဝနှောင်တာမရဘူးမင်းပေးခဲ့တဲ့အချီမျိုးကိုတခြားသူတွေတက်လုံးရှာတွေ့နိုင်မှာမဟုတ်ဘူးဒါမဲ့မင်းမရှိတဲ့ကဘာမှာငါမနေနိုင်ဘူးတောင်းမှန်ပါလေအခုလိုပြောမိလို့နင့်ကိုချစ်တဲ့မျိုးထက်မင်းရဲ့မိလျံကြီးကအရန်လာတယ်ငါကြည့်လို့မဝနိုင်ဘူးမျိုးထက်ကသူတည်လိမ့်မယ်ဆိုတာသိပေမဲ့အသက်ရှင်ခွင့်ကိုတော့တိတိအတွက်ထားပေးခဲ့လိုက်ပါရည်ရေကြသွားတဲ့အခါမှာတော့မိလျံမျိုးတစ်ခုလုံးကအပျက်စီးတွေဖြစ်သွားခဲ့ပါရည်တိတိကိုတွေ့တဲ့အခါမှာတော့သူတယောက်တည်းသာမိရဲ့ရှေ့မှာထိုင်နေခဲ့ပါရည်မျိုးထက်မရှိတော့ဘူးငါရဲ့ကလေးရဲ့ သူကသမီးကိုကယ်တင်ခဲ့တာတီရီကအပြောင်မီးကိုအဖေဖြစ်သူလက်ထဲပေးလိုက်ပြီးတော့ရေတက်ရှိတဲ့သူနဲ့ရီးစားဖြစ်တာကိုအဖေကိုမပြောပြမိတဲ့အတွက်တောင်းပန်ခဲ့ပါတယ်ပြီးတော့ဆိုင်ကိုဆက်မလုပ်ချင်တော့တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်သမီးဖေးကိုအစိုးရကလေးကအမှန်တမ်းပြောပြခဲ့တယ်နော်တကယ်တော့ဆိုင်ကိုဆက်မလုပ်ချင်ဘူးဒါအဖေရဲ့အိမ်မက်ဆိုတာသမီးသိပါတယ်ဒါမဲ့ဒါကကျမရဲ့အိမ်မက်မဟုတ်ဘူးတောင်းပန်ပါတယ်သမီးကစိုးရိမ်ကလေးပါတီရီအဖေရဲ့အိမ်မက်ကဆိုင်မဟုတ်ဘူးသမီးကအဖေရဲ့အိမ်မက်ပါပဲ ။တမီးကအမြဲတမ်းငါတို့ရဲ့အိမ်မက်ပါပဲ။တမီးသူ့ကိုချစ်တယ်ဖေဖေ။အဲ့ချိန်မှာတော့အဖေနဲ့တမီးကြားကအနားလည်မှုလွဲမှားမှုတွေကအားလုံးပြေလည်သွားခဲ့ပါရင်။မိသားစုတစ်ခုလုံးကတဝက်ဝတကူတင်းကျပ်စွာအချင်းချင်းပွေဖက်လိုက်ကြပါရယ်။မျိုးချက်ထွက်သွားလို့အားလုံးကဝမ်းနည်းနေချိန်မှာသူတို့နောက်ကနိုင်ရံပေါ်မှာရေစက်တန်တွေထွက်ပေါ်လာခဲ့ပါရယ်။ရေငွေ့တွေအားလုံးကနိုင်ရံထဲမှာပုံအောင်နေခဲ့ပြီးတော့အေးသွားတဲ့အခါမှာရေစက်တွေဖြစ်ပြန်ဖြစ်လာခဲ့တာပါ။ ရေဆက်တွေပုံပုံမြန်မြန်စီးဆင်းမှုအတွက်အဖေဖြစ်သူကသူ့သမီးရဲ့ခင်မောင်လောင်ကရေလူမျိုးဖြစ်နေတာကိုသူယူမဆိုင်ကြောင်ပြောပြခဲ့ပါတယ်။မြို့ထက်ကလည်းအဲဒီစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့အိမ်လေးရဲ့မှာမိုးရွာသလိုရေဆက်တွေစီးဆင်းလာပြီးတော့မကြခင်မှာပဲခွက်တစ်ခုလုံးရေပြည့်သွားခဲ့ပါတယ်။ပြီးတော့မြို့ထက်ကခွက်ထဲမှာပြန်လည်အသက်ရှင်လာခဲ့ပါတယ်။အိမ်မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့တီကဝမ်တာအာရနဲ့မြို့ထက်ကိုခုန်တက်လိုက်ပြီးတော့ ပွေဖက်လိုက်ပါတယ်။ပြီးတော့ချစ်ချင်းမြတာပြင်းနဲ့နမ်းလိုက်ပါတော့ရီဇလန်းရဲ့အဆုံးမှာတော့အတီးကကုံစုံဆိုင်ကိုဆက်မလုပ်တော့ပါဘူး အဲဒီစားတကြားလူငယ်စုံတွေတွေကဆိုင်ကိုလက်ခံခဲ့ပါတယ်။တီရီနဲ့မျိုးထက်ကတော့မိဘတွေကိုနှုတ်ဆက်ပြီးတော့သူရဲ့ကိုပိုင်ခီးလန်းကိုစတင်ခဲ့ကြပါတယ်။တီရီရဲ့အဖေကမိမျိုးနွယ်ရဲ့ဘိုးဘေးတဦးအနေနဲ့ရွာအစင်လာနဲ့မျောလင်းချက်တွေကိုကိုစားပြုပါတယ်။သူဟာသမီးဖြစ်သူကိုမိသားစုရွာအစင်လာကိုဆက်ခံပြီးတော့ကုန်းဆုံဆိုင်ကိုလှုပ်ချင်စီခဲ့ပါတယ်။ဒါမဲ့သူသမီးမှာကိုပိုင်အိမ်မက်ရှိတယ်ဆိုတာသိလာတော့သူရဲ့ရွေးချယ်မှုကိုနားလည်ပြီးတော့ထောက်ခံပေးခဲ့ပါတယ်။ဒီပြောင်းလဲကအဖေမိသားရဲ့ကြီးမြတ်မှုကိုဖော်ပြပါတယ်။စစ်မှန်တဲ့မိသားကထိန်းချုပ်တာမဟုတ်ဘဲနဲ့ကိုကြီးထောက်ပံ့ပေးတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့အဖေဖြစ်သူကသူ့ရဲ့မျိုးလင်းချက်တွေကိုပေးချိတ်ပြီးတော့သမီးဖြစ်သူပျော်ရွှင်မှုကိုလိုက်ရှာနိုင်မှုထောက်ခံပေးခဲ့ပါတယ်။ရုပ်ရှင်တွေကအဖေနဲ့သမီးဆက်ဆံရေးကပရိသတ်တွေကိုမိသားစုဆက်ဆံရေးနဲ့မိသားတရားရဲ့အနေဆိုင်နဲ့အကြောင်းအရာတွေပေးခဲ့ပါတယ်။ပရိပခါရီနဲ့နားလည်မှုလွဲမှားမှုတွေကြားမှာတောင်မှအဖေနဲ့အမေရဲ့မိသားတရားကဘယ်ချိန်မှစခိုင်မြဲနေတဲ့အကြောင်းပြသလိုနေပါတယ်။တဆက်တည်းမှာပဲဆွေးနွေးမှုနဲ့နားလည်မှုကမိသားစုပြဿနာတွေကိုဖြေရှင်းဖို့အဓိကတော့ချက်ဖြစ်ကြောင်းလည်းပြောပြနေခဲ့ပါရယ်။